ိုးသီးတော်မောင်းတော်ဒေတာမေယူတောင်ကျော်ပေါ်မှာအကျန်းဖက်တင်နှန်းတွေပေးတဲ့လှိုင်ကောင်းတဲ့တဲတွေလက်နက်တွေတွေ့ရှိခဲ့ပြီးအကျန်းဖက်အဖွဲ့ရဲ့ဗန်နာရေးမှုကိုလည်းနေမှာဖမ်းဆီးရမိထားတယ်လို့နိုင်ငံတော်အတိုင်းအမြငယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။မေယူတောင်ကျော်ပေါ်မှာအကျန်းဖက်တင်နှန်းတွေဆောင်ရွက်နေတဲ့နေရာတွေရှိတယ်လို့သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်တွေကစွန်လ20ရက်နေ့ကတွားရောက်ပြီးနေမြေရှင်းလင်းစဉ်လှိုင်ကောင်းတစ်ခုတနက်တွေလူနေတဲနဲ့ကိုရောင်တွေစားနေရိတ်ခါတွေနဲ့အသုံးဆောင်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့ပြီးလှိုင်ကောင်းအတွင်ကနေဓာတ်နဲ့ရံပြူသူ တအုပ်ကို အသေဖမ်းဆီးရမိခဲ့တယ်လို့နိုင်ငံတော်အတိုင်ပင်ခံယုံညွှန်ကြားမှုချုပ်ဦးစော်ထေကဇွန်လ22ရက်နေ့ကနေပြည်တော်မှာရှိတဲ့နိုင်ငံတော်သမ္မတရုံးမှာသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်မီဒီယာတွေကိုပြောပါရယ် ဇွန်လ22ရက်နေ့ညနေပိုင်းကလည်းလုံချိုရေးတပ်ဖွဲ့ဝင်တွေဟာအဲ့ဒီလိုင်ကောင်ကိုဝင်ရောက်ရှင်းလင်းရာအနှဲ့ရောင်မျက်နှာဖုံးဝစ်ထားတဲ့အကျန်းဖက်သမားတအူကပုံကွယ်နေရာကနေရုတ်တရက်ထွက်လာပြီးလုံချိုရေးတပ်ဖွဲ့ဝင်တွေကိုဓာတ်နဲ့ခုတ်တာကြောင့်လုံချိုရေးတပ်ဖွဲ့ဝင်တွေကပြန်လည်ခုခံပစ်ခတ်ခဲ့တဲ့အတွက်အဲ့ဒီမျက်နှာဖုံးဆွတ်ထားသူဟာနေရာမှာပဲသေဆုံးသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်ဆက်လက်ရှင်းလင်းရာမှာလိုင်ကောင်အဆုံးကျန်းပြင်မှာမြေကြီးတွေနဲ့ဖုံးပြီးပုံကွယ်နေတဲ့မျက်နှာဖုံးဆွတ်တအူရဲ့အူကောင်ကို လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကနေမိခဲ့ရာပြန်လည်တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့တဲ့အတွက်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပြန်လည်ခုခံရှင်းလင်းရာအဲ့ဒီမျက်နှာဖုံးဆွတ်ထားတဲ့သူလည်းနေရာမှာပဲတေဆုံသွားခဲ့တယ်လို့သိရပါဗယ်။လှိုင်ကောင်းတူပြီးတက်သားပုံတူတနက်တွေနဲ့တင်းနှန်းပေးတာဖြစ်တယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံညွှန်ကြားမှုချုပ်ဦးစောထေကအခုလိုပြောပါဗယ်။မနေ့ကစဖြစ်တယ်ပေါ့။မနေ့ကစပြီးတော့ဒီနေ့ဒီကျွန်တော်တို့အသေးဖန်ပြရမယ်ပြောလို့ရှိတယ်။ဆန်လားဖန်ပြရမှုမရှိဘူး။အရှိတော့တော့ဟိုဒီ လန်ကောင်းလေးမှာသူကတူးဆိုပေါ့နော်အဲ့မှာတနက်တွေနဲ့ထားတယ်ပုံတူတနက်တွေနဲ့ training ပေးတယ်ပေါ့နော် training ပေးပြီးတော့ဒီ style ကဘာလဲဆိုတော့ဒီဒီ style ကိုကြည့်လိုက်ကျွန်တော်တို့ဟိုတူရာဟိုရာပေါ့နော်ကာကွယ်နေရှိတယ်ဟိုကျွန်တော်တို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အဲ့ပုံစံမျိုး နေကြားဆောင်ရေကင်းစခန်းအကျန်းဖက်တိုက်ခိုက်မှုခံခဲ့ရတဲ့2016ခုနှစ်အောက်တိုဘာလကနေအခုနှစ်ဇွန်လ20ရက်နေ့အထိအပြစ်မဲ့အရသာပြည်သူ34ဦးအသက်ခံခဲ့ရပြီးပျောက်ဆုံးနေသူ22ဦးရှိရလို့ဦးစော်ထေးကပြောပါရယ်အကျန်းဖက်အဖွဲ့ဖြစ်တဲ့ Arakan Rohingya Salvation Army ARS8 အဖွဲ့ရဲ့ဗန်ဒါရီတာဝန်ခံမော်လဝီဂျီယာဘူရာမန်ကိုတော့ဇွန်လ20ရက်နေ့နနက်တနာရီခန့်ကလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတရင်အရာကျုံကောင်းကျေးရွာမှာရှိတဲ့သူ့ရဲ့နေအိမ်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရ ပါတယ်။2016ခုနှစ်အောက်တိုဘာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ကို အကာမူမူဂျာဟီဒင် AMM အဖွဲ့ကဆောင်ရွက်ခဲ့တာဖြစ်ပြီးအဲ့ဒီအဖွဲ့အပြင် Rohingya National Security Committee RNSA ဆိုတဲ့အဖွဲ့လည်းရှိကအဲ့ဒီနှစ်ဖွဲ့ကို ပေါင်းပြီး Arakan Rohingya Salvation Army ARSA ဆိုတဲ့အဖွဲ့ကို2018ခုနှစ်မလ15ရက်နေ့ကစတင်ပြောင်းလဲဖွဲ့စည်းခဲ့တာဖြစ်တယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ပါတယ်။ ARSA အဖွဲ့ရဲ့စည်ရေးတာဝန်ခံကတော့အကောင်မူမူဂျာဟီဒင်အဖွဲ့ကဟာဘစ်ဒူဟာဖြစ်တယ်လို့သိရပါဗျ။ဇွန်လ15ရက်နေ့ညပိုင်းကလည်းဘူးတီတော်မြို့နယ်တေကန်ရွာမှာအကြမ်းဖက်တင်တန်းတက်ရောက်ပြီးသူကျောင်းလပြင်ကျေးရွာမှာနေထိုင်တဲ့ကာတိဟူဆောင်းဆိုသူကိုဖမ်းမိခဲ့ပြီးသူ့ကိုစစ်ဆေးချက်အရအကြမ်းဖက်တင်တန်းတွေကိုသူနဲ့အတူဥယျာဉ်တရာခန့်တက်ရောက်ခဲ့တယ်ဆိုပြီးထုတ်ဖော်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဖန်ဆင်းရမိသူတွေစီကရရှိတဲ့တင်းတွေအရာလက်ရှိမှာမေယူတောင်ကျောကိုနယ်မြေရှင်းလင်းမှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းနိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားမှုချုပ်ဦးစော်ထေကပြောပါရယ်။